ားလုံးပဲမင်္ဂလာပါရှင်နန်းတစေ channel မှာကြိုဆိုလိုက်ပါရစေဆရာသတို့ရဲ့နှစ်ကိုတူဆိုတဲ့ဝိထုလေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်နှစ်ကိုတူအပိုင်း3ငါတို့နှစ်ယောက် ခီးဘလောက်ရောက်ခဲ့ကြပြီလဲမသိတတ်တော့ဘူးဗမာခီးပြီးဆုံးမှလည်းမသိအဲ့ဒီခီးဆုံးရောက်ဖို့ဘလောက်ဝေးသေးတယ်လဲဆိုတာလည်းမသိပါဘူးညောင်းချီတောက်အောင်နေတဲ့ခြေောက်တွေကလှမ်းမြဲလှမ်းခဲ့ကြပေမဲ့ခီးအစကလို့မတွက်လက်တော့ဘူးနေကလည်းကောင်းကင်မှာစပြူကလေးကရဲရဲပပပူပြင်းလွန်းလာတာနဖူးဆန်ဆက်ကချွေးတွေဟာပားပြင်းစီစီးတွေကြာလူပြီးဗိုက်စာလိုက်တာ ငါတို့မှရေဘူးတော့ပါသေးလို့တော်ရော့တယ်။မရောက်သေးဘူးလား။မသိဘူးလေ။တယောက်မျက်နှာတယောက်ကြည့်ပြီးငါတို့မရေနိုင်ကြပါဘူး။ငါတို့သွားမယ့်နေရာကိုငါတို့တကယ်ကိုမမှတ်မိဘူး။ဒီရေတော့ကြိုးကျဲချုံနွယ်ရှုပ်ရှုပ်မြစ်ကန်နာတစ်ခုလို့သာမှတ်မိနိုင်တော့တယ်။အဲ့ဒီကန်းဆက်နာကနေမျောကြည့်ရင်ပင်လေကို ဝေးဝေးပြပြမှလှမ်းမြင်နေရတယ်။အဲ့ဒါလဲ ဒီရွေးမြစ်ကြီးပဲပြာမလော့မြစ်ဟိုတစ်ဖက်ကန်းငါတို့ရွာကလေးစီကနေလေလွင့်ရေမျောပြီးဟောဒီရွေးမြစ်တနေရာမှာကန်းကက်တင်ကြံခဲ့တဲ့အဖြစ်ကိုအံ့ဩယုံကလွဲလို့ငါတို့မတက်နိုင်ဘူးမျောလက်ဆာနဲ့မနီးမွေးပင်လေတဲ့အထိမျောပါမသွားပဲကန်းနာဘေးကတစ်ပင်ခြုံရွယ်တွေပေါ်ကက်ညိတင်ကြံတက်ရှင်ကြံရစ်တဲ့အဖြစ်ဟာကံကောင်းလွန်းလှသလိုအံ့ဩချီးကျူးကြပေမဲ့ငါတို့တော့နားမလည်နိုင်ဘူး တရွာလုံးလေလွင့်ရေမျောစင်မှာဥတင်ထူးတို့အမေတို့လည်းပြက်စီးသွားတဲ့အိမ်ကလေးနဲ့အတူဘဲရီမာမျောလို့ဘဲကမ်းမှာကက်ညိတင်ကြံခဲ့ပါလေပင်လယ်စီမျောပါပြောက်ွယ်သွားခဲ့ကြတာလားပြီးတော့မောင်လေးရောမြင့်နဝေးခြုံပုတ်ပေါ်မှာငါသတိရလာခဲ့တော့ကိုကိုရိုင်ရဲ့အဖြစ်ကိုလည်းမစင်စားအားခဲ့ဘူးအဖေအမေကိုလည်းတမငီးနိုင်ဘူးမှတ်ညံသိမှမောင်လေးပဲမောင်လေးဘယ်ရောက်နေလဲ လင်းအာယုံမပြိုသေးအမောင်လည်းမစင်တတ်သေးတော့ကို့ရွာကလေးမှာပဲလို့စိတ်ကထင်မိပြန်တာဒါပေမဲ့ဒေသစင်းရဲ့အငွေအသက်ကိုလည်းမသိစိတ်မှခံစားရမိသလိုပဲ ရုပ်ရည်ရဲ့နေရာမှလှုပ်၍မရတကူလုံးလဲနာကျင်နှုံးရှိနေတာပဲအာကောင်တွေ၆ကရေထဲစားတယ်လေတစ်ချက်တုတ်ခနဲချမ်းလိုက်တာဖျားကြီးကိုပေါ်မှာအဝတ်စားရရောရှက်ရွထိတ်လန့်လျက်ပတ်ဝန်းကျင်ကိုစူးစမ်းဖို့တတိယလေတယ် ငါဘယောက်နေလဲရောင်နီဖြိုးပြစွန်းစထင်လာတော့ဖျားကြီးကြက်သေးဖျားကလေးထကဆက်ဆက်တုံအောင်ကြောက်လာမိတယ်လူသေးတွေလူသေးအလောင်းတွေခြုံွယ်ပိတ်ပေါင်းတွေပေါ်မှာကြည်လျာမှာလူသေးအလောင်းတွေကန့်ညိတင်ကြံကတုံထင်းသရောပါလားရောင်ရမ်းပြာနန်းကတုံလုံးပက်လက်တချို့ခွေခောက်တောက်မာလျက်အများစုကတော့ကိုဗလာချင်းကပွားရောင်ပဲ့ရွယ်နေခဲ့ပြီး လူများစုအသက်အရွယ်ကြားမှဆုံကြားမှကျွဲနွားတွေလည်းပါရဲ့ကြက်ငှက်စတဲ့အိမ်မွေးတိရိစ္ဆာန်တွေလည်းအယောယောမင်းညာကအဖြစ်ကို ချက်ချင်းမှတ်မိသွားပြီးအမေကိုတကအောင်ငုံမိသေးတယ်အမေအမေသေးပြီထင်တယ်အနားမှာလွယ်တကူတွေ့ရတဲ့မိုးကာစတထဲကို ကိုပေါ်လွမ်းချီလိုက်ရင်အလောင်းတွေကြာကြော်ကလွားကမောင်လေးကိုသာတဲကြီးမဲကြီးရှာဖွေနေမိပြန်တာ ညကတော့ခြေချစရာမြေအပြင် မရှိတော့သလိုရေပြင်ကျဲသမုတ်တရားကြီးဟာအခုတော့ DA ကြဆင်းကတာလမ်းမပေါ်ကနေမျက်စီလှမ်းငေးလျင်ညိုညင့်ညင့်ရွှွန်နှုံးလရာပြင်ကြီးတောင်မုံမောက်ထင်းပနေပြန်နေ။အိုးမြေရေဆက်မှာလရာပြင်အနှံ့မှာပြီးကန်းနှဖူးမှာလဲလူသေးလောင်းတွေပြန့်ကျဲနေလို့ပဲ။မယုံနိုင်စရာအဖြစ်မှာအိမ်မက်ရောင်သူနဲ့အံ့ဩတုံလုံးလို့သာနေမိတယ်။တုံတုံလုံးလုံးကြားကပဲ မောင်လေးအတွက်စိတ်ပူမိပြန်တော့ကြောက်လန့်စိတ်ကိုရုတ်တရက်မေ့သွားပြန်တယ်။မောင်လေးကိုပြန်တွေ့ရဖို့သာစိတ်မှအသိရှိလေတယ်။မကြခင်အမေနဲ့ဥတင်ထူတို့ရောလိုက်လာကြမှာလား။သူတို့နဲ့ပြန်တွေ့ရင်ငါနဲ့အတူမောင်လေးရှိနေမှဖြစ်မယ်။ဒူးကောက်ခွက်အထိရွှွန်နှွန်နစ်နေတဲ့ရွှွန်နှုံးလရာပြင်ပေါ်ဒဇွက်ဆွက်ရုံးလျှောက်ကအလောင်းကောင်များကြားမောင်လေးရှိနေမလား။ရေဆက်အထိစင်းကမြစ်လေအထိပင်မျောကြည့်မိသေးတယ်။ မြစ်ပြင်မှာလည်းရေပြင်ကိုမမြင်ရနိုင်အောင်ပဲလူတွေအိမ်မိုးဒဏ္ဍချက်တွေမြေမကျွတ်ထွက်လာတဲ့အိမ်တိုင်းတစ်တုံးတွေတောက်တူထုတုံးတွေနဲ့အခြားဒိုက်တရိုက်တွေပေါ်လို့မျိုးလိုပဲဝေးပြပြမှာလှမ်းမြင်ရတဲ့ဟိုတစ်ဖက်ကန်းကလည်းတုတ်တန်တစားပြင်လို့၆ချားစပွဲစိတ်မှထင်မိရဲ့မြေရီကိုမြင်တော့ရေပိုစားလာတယ်အမတ်တမဲ့မြေရီကိုလက်ခုပ်ဖြင့်ခတ်လိုက်စဉ်မတတိစရာညှီဆို့ဆို့ရနံ့တမျိုးပျော်ဝင်နေသလိုစိတ်မှထင်နေတယ် ရေရဲ့အရောင်ကနုံနှစ်ရောင်ထက်ပုံမောကညစ်သေးနေပြန်တာပဲကမ်းမော်ပြန်တက်ဖို့ခြေလန်းကိုနောက်ပြန်လှည့်ဖြစ်တယ်ဟောစိတ်မြရအောင်မပီနိုင်တော့တဲ့ခရာစူးချုံတော့အပေါ်ရွှန့်ကဗလာဖြန့်ခင်းထားတဲ့မိချောင်းနယ်ပင်တွေရွှေနယ်ရိုးပင်တွေနဲ့ချိတ်ညိနေတာကလေးငယ်တယောက်ကိုတုံးလုံးကလေးငယ်လေးလို့လှမ်းအမြင်မှာပဲမောင်လေးပဲဟုစိတ်မှာတေချာစေခြင်းမိပြန်တယ် အရက်မမီတာကြောင့်အနီးမှာလွယ်လင်းတကူကောက်တွေးတဲ့ဒုတ်တချောင်းနဲ့ထိုးကော်ယူတယ်။မောင်လေးကမနိုးအိတ်ပုတ်ကြီးလေးမျက်ကွင်းလေးတွေညိုမဲပြာနှမ်းလို့ရွှွန်နုံအလင်းလင်းအသားရောင်ကလည်းဖွေးညင်းညင်းတမ်းမော်ပြန်တက်ကမောဖြေရီမောင်လေးကိုပွေပိုက်လျက်ဒစိမ့်စိမ့်ကြည့်မဝမျက်နာလေးစီထိကက်ကရွှွခနဲနန်းလိုက်မိစဉ်အနတ်အသက်တစ်မျိုးကဆူဆူဝါးဝါးနှာခေါင်းထဲတိုးဝင်လာတယ်။မောင်လေးသေးပြီလားယင် မောင်လေးမသေးရပါဘူးနော်ဖက်ပွေးလျက်သားရှိုက်ကြီးတငယ်ငိုချလိုက်မိပြန်တယ်ငိုလို့ကတော့မောဟိုက်နှုံချီလျက်ရေစာတယ်ဗိုက်လဲစာတယ်ဒါပေမဲ့မောင်လေးကိုပြန်ရှာတွေ့ဖို့ကပိုအရေးကြီးတယ်ငါလဲသေးတော့မလားမသိဘူးအမေကြီးကြောက်တယ်တထိတ်ထိတ်တုံလုံးကြောက်ရွံ့ကနွမ်းညစ်တဲ့စိတ်နဲ့မှောက်လျက်လဲကဖြက်ခနဲမောင်မိုက်သွားရပြန်တယ် ါတရင်တို့တော့ငါဘေးနားမှာနေရောက်နေခဲ့တယ်နော်။ငါကနဲ့ကိုစောကြီးကလေးကစောင့်ကြည့်နေခဲ့တာ။အဲ့ဒီစင်ကနှုတ်ခမ်းစီမှာဆွဆွဆွအေးမြမြအတွေ့၆တွေ့နေတဲ့နှုတ်ခမ်းများကိုရှာဖြင့်တင်းသက်နေစဉ်ရေစက်တပေါက်နှုတ်ခမ်းပေါ်ကျလာခဲ့တယ်။နှုတ်ခမ်းကိုအလိုက်သင့်ဖွင့်ဟပေးလိုက်မိလျက်သာခဏကြာငါဖြက်ခနဲမျက်လုံးဖွင့်နိုင်ပြီ။မုန့်ပါတယ်ဖြည်းဖြည်းစား။ပထမဆုံးမုန့်တကိုက်မှာပင်လေเจ้าမှာတစ်နေနေက ဝိုင်လက်စာမုံကအတောင့်လိုက်ပြန်ထွက်တယ်။နည်းနည်းချင်းဖြည်းဖြည်းစားဖိုက်ထဲမှာတင်းတိမ်သွားတော့မောင်လေးကိုသတိရပြန်တယ်။စိတ်မပူပါနဲ့တွေ့မှာပေါ့နင့်မောင်လေးကိုငါပါကူရှာပေးပါမယ်။အမေတို့ရောက်မလာခင် တွေ့မှာဖြစ်မှာ။နှစ်သိမ့်ပြုံးကိုမြင်ယုံနဲ့မောင်လေးကိုတွေ့အောင်ပြန်ရှာနိုင်မှာပဲလို့စိတ်ချတေချာသွားတော့တယ်။ ငါတို့နှစ်ယောက်သားအလောင်းကောင်တွေကိုခွာကြောက ရှုံ့ွက်နွန်ထဲမှာယုံလျှောက်ကြပြန်တယ်။လမ်းမြင်နေရတဲ့တာလမ်းမှာအမြင့်ကြီးစီရောက်အောင်အားခဲချောက်ကြဖို့သူက တွဲကူလို့သာပဲ။တာလမ်းမှာလည်းရေကြော်ခဲ့ပုံပါပဲ။တာလမ်းမှာဘောင်နဘေးတစ်လျှောက်မှာလည်းအလောင်းတွေအထွေးလိုက်မိမိကအရွယ်ဆုံးပုံသဏ္ဍာန်ဆုံး။ပြာနန်းပွားရောင်ဖောင်းကားနေပြန်တဲ့အလောင်းများကြားမောင်လေးကိုသာရှာဖွေနေမိတယ်။မောင်လေးကိုမတွေ့ရင်အမေတက်လိမ့်မှာ။ ကလေးငိုတန်တဲ့တဲ့ကြားတယ်လို့စိတ်မှာထင်နေနေနေခဲ့ငါသွားကြည့်လိုက်မယ်မကြံရစ်ခဲ့နိုင်ဘူးပဇွန်အဝယ်တိုင်းတွေမှာပဇွန်ရေခဲရိုက်ထည့်ရမှာသုံးလေးရှိတဲ့ pocket အဖုံးချက်ဖြူညစ်ညစ်ပေါ်မှာကလေးငယ်လေးအဲ့ဒါမောင်လေးလားဟင်မသေးချာပေမဲ့ဒါနဲ့မောင်လေးပဲလို့သူကဆိုတယ်ဒီကလေးငယ်ဟာမောင်လေးထက်မျက်နာပြည့်ဖောင်းဝိုင်းနေတယ်ဒါပေမဲ့ငါမောင်လေးပဲလို့သူကအခိုင်အမာဆိုတယ်ကလေးကိုပွေချီပြီး တာပေါင်းမော်ပြန်တက်မယ်ပြင်ချိန်မှာတက်ရှိလူသားတွေကိုမြင်ရစာပြုပြီးသူတို့တွေငါတို့ကိုစောင့်ခေါ်ကြတယ်ရွာကိုပြန်ကျင်တယ်ဒါပေမဲ့ရွာတွေပြက်ကုန်ပြီတဲ့လူနေအိမ်တွေမရှိတော့ဘူးတဲ့သူတို့ရွာတွေမရှိပေမဲ့ငါတို့ရွာတော့ရှိရင်ရှိမှာပေါ့နော်ဥတင်ထူးနဲ့အမေလဲအိမ်ကနေငါတို့မောင်နှမကိုမျှော်နေကြလောက်ပြီးငါတို့အုပ်စုတွေကလူတွေအားလုံးဟာမျက်လုံးအကြောင်သားကိုစီနဲ့စကားတစုံတရာမဆိုကြဘူး ငိုဖို့တောင်သတိမရကြဘူးထင်ပါတယ်။သမီးဘယ်ရွာကလဲလူကြီးတွေမပါဘူးလား။ဟင့်အင်းအသည့်ဆွေမျိုးတွေရောခေါင်းငိုသာတွင်တွင်ခါရင်မျက်ရည်လဲလာပြန်တယ်။ဒီကလူအလုံးကိုတယောက်မှငါမသိဘူး။လက်ထဲကကလေးလေးကရော သမီးနဲ့ဘလို့တော်လဲ။မောင်လေးနှကောင်းတွေရှုံပွားပွားလှုပ်ကြတယ်။ကလေးအသက်မရှိတော့ဘူးပဲအနံ့အောင်ထွက်နေပြီဟင့်အင်းငါမောင်လေးမသေးပါဘူး ဘသူ့ကိုမှမပေးနိုင်ဘူးအမေနဲ့တွေ့လို့ငါနဲ့တူမောင်လေးကိုမတွေ့ရင်တက်လိမ့်မှာသူကပေးလိုက်ဖို့ပြောတယ်မြို့ရောက်ရင်နင့်မောင်လေးကိုငါတို့ထက်ရှာကြမယ်လေတဲ့စင်တော့ကမြို့ကလေးစီငါတို့ဝင်ရောက်လာခဲ့တော့နေမွန်းမတိန်သေးဘူး မြို့ရဲလမ်းတွေတခြားမှာလည်းနေအိမ်အပြိုပြက်တချို့ကိုတော့တွေ့ရပေမဲ့ငါတို့နယ်ကျေးရွာကလေးတွေရဲ့အစွန်းစားတော်မမီပါဘူးတဲ့တစ်ပင်ကြီးတချို့အမြင့်ကနေကျွတ်ထွက်ကရိုင်ဆောင်ပြီးတချို့လူနေအိမ်တွေအပေါ်ပြီးကြတာမျိုးရှိပေမဲ့လည်းလူအသေးပြောက်မရှိခဲ့ဘူးအိမ်အမိုးသွပြားတွေလွင့်လာတာကိုပြေးရင်လွှာရင်မရှောင်နိုင်လို့ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်ရေလွှမ်းခံရတဲ့မြို့လေလမ်းမှမှတန်ဆူးတာရေထဲက တင့်ငုတ်ထိုးမိတာမျိုးတွေလည်းမရှားဘူးကံကောင်းတာကမြို့ကလေးမှာတော့မြေရေကလည်းဒူးစစ်ပေါင်လေလောက်သာတက်ခဲ့တာဆိုတော့ပြေးတာလွှားတာရှိခဲ့တယ်ရှောင်ရှားခိုအောင်ဖို့အချိန်မီခဲ့တယ်တဲ့လမ်းမပေါ်ကက်လန့်ဖြက်လဲကျနေတဲ့ဓာတ်တိုင်တွေအုံးပင်တွေကုတ်ကိုပင်ကြီးတွေကို လူတချို့ဖြတ်တောက်ဖယ်ရှားကလမ်းရှင်းနေကြတာလည်းတွေ့ခဲ့ရတယ်။နေကျေးရွာတွေမှာတော့လူသေးပြောက်ဟာမြင်ရက်စရာမရှိအောင်တောက်တောက်လဲပါပဲတဲ့။ အမေနဲ့ဦးတင်ထူးကိုသတိရသွားပြီးတလန်းလုံးငိုရပြန်တယ်။ငါတို့ဖြတ်တန်းခဲ့ရာမြို့ပြင် မြင့်တဲ့ဘေးတလန်းမတစ်လျှောက်မြင်ခဲ့ရတာလဲရှင်လူထက်သေးလူတွေသာများပြားလွန်းလာတာ။တလန်းမဘယ်ညာကြည့်လေရာအလောင်းကောင်ကြီးမှုမမြင်ရဲမကြည့်ရဲမျက်လုံးမှိတ်ထားလဲခလုတ်တိုက်ကမှောက်ရက်လဲကြမှာက လူသေးလောင်းတွေပေါ်ပဲ ဖြစ်လိမ့်မှာ။ငိုရိုအော်ဟစ်တန်တွေလဲဟိုကဒီကစူးစူးညံ့ညံ့လှုပ်လှုပ်သေးသေးရှိနေပြန်တာပဲ။ မြို့ထဲဝင်ခဲ့ကြတော့လမ်းစုံလမ်းခွာတွေမှာအငွေ့တထောင်ထောင်ထနေတဲ့မိုးပြဲတဲကြီးတွေ၊နေကြေးရွာကလေးတွေကနေမတည်တက်လို့လေးဘက်ရက်တက်လာတဲ့ငါတို့လိုဒုက္ခသည်တွေအတွက်စေတနာရှင်တွေကစုဆောင်ပြီးအုံတို့စံပြုတ်အသားဓုစံပြုတ်အလှလုံနေကြတာပေါ့။တချို့နေရာတွေမှာတော့ကြာစံကြော်ဘူးလေးတွေကန်းလိုက်ကြတယ်။အစာရေစာမမြင်ခဲ့ရတာတညနဲ့တရက်နီးပါးဆိုတော့ငါတို့တွေငငယ်မွတ်မွတ်နဲ့စားလိုက်ကြဖို့အာယူမိတယ်။ တကယ်တကယ်မှာစိတ်ရှိသလောက်ဝမ်းကလက်မခံပါဘူးစံပြုတ်ကျဲကျဲသာမြင်းတောက်ကြရတယ်မောင်လေးကိုပေးပါလားအမျိုးသမီးကြီးတွေကလေးငယ်ငယ်ချီပိုးလျက်သားလမ်းမှာတွေ့တိုင်းငါကတော့အနားကပ်ပြီးတောင်းယူမိတာပဲတချို့တော့ဖုန်းကြီးတင်ကန်းစာကြီးပတ်ချုံထားတဲ့ညစ်ပေဆုပ်ပြက်နေတဲ့ကောင်းမလေးငါကိုအံ့ဩတကြီးလမ်းဖြတ်သွားကြတယ်ဒီအုပ်စုတွေကတယောက်ယောက်ဟာငါ့ကိုယ်ပေါ်ကမိုးကာစားကိုဒီသင်ငန်းအဝတ်နဲ့ လဲလဲခြုံထွေးပေးခဲ့တာငှမောင်လေးနဲ့ငါလှေထဲမှာအတူပါလာတာငှမောင်လေးကလှေမမောက်ခင်လေးငှလက်ထဲကနေလွတ်ထွက်သွားတာတချို့ကတော့ငှကိုတနာကြတယ်ထင်ပါတယ်မုံတွေပေးလိုက်ကြတယ်တချို့ကအဝတ်အစားတပတ်ရက်ကလေးတွေပေးကြပြန်တယ်ငါတို့လူအုပ်စုချီတက်ကြီးမြို့လေကစူတောင်းပြေဖျားရင်မြင်တော်စီရောက်တော့လူတွေလူတွေဟာညှို့နေတော့တာအေယာမပွဲကင်းကြီးကြနေတာပဲ။ နေကျေးရွာတွေကနေငါတို့လိုလူတွေဟာလဲတတုပ်ပြီးတတုပ်ရောက်လာနေကြဆဲပဲမြို့လေကန်နာစိတ်ကန်းတွေမှာဆိုဆက်လီတွေဟာတစည်းပီတစည်းဆက်ရောက်နေပြန်တာတဲ့ငါကန်နာစိတ်ကိုပြေးပြီးအမေတို့ကိုများတွေ့ရလေမလားလို့ရှာမိပြန်တယ်နေ့လေလောက်ကနေညနေမှောင်တကြီးအထိနေကျေးရွာတွေ စီကဆက်လီတွေဟာဝင်လာမဆဲမြို့ပေါ်ကပုတ်ကလေးကဆက်လီပိုင်ရှင်တွေဟာ ကို့အစီစဉ်နဲ့ကိုရွာတွေအထိဆင်းပြီး လူရှာကဲတင်လာခဲ့ကြတာလည်းရှိတယ်။တချို့အသေးပြောက်အထီးခိုင်နေတဲ့ကျေးရွာလေးတွေကတော့ကို့အစီစဉ်နဲ့ကိုရွာကဆက်လေလေးတွေနဲ့ရောက်လာကြတာတဲ့။စိတ်ခံတရားတွေပေါ်မှာကန်းနာလန်းပေါ်မှာလူပင်လေကြီးဟာရွေရွေမြတာမျောရွေနိုင်ကြတယ်။ရောက်လာသည်။လူတွေဟာတချို့ကြောပလာ တချို့ငိုလို့ယိုလို့တချို့ကတော့လမ်းတော်မလျှောက်နိုင်လို့လူကူတွဲရထန်းတင်ကြရတုံတုံရီရီအဖိုးကြီးအဖွားကြီးတွေလည်းပါတယ်။ ပုလူကွေကလေးပေါ့စနာတွေလည်းပါတာပဲပြပြအိုးအိုးအရွယ်စုံတို့ဟာလည်းထိခိုက်ရှာနာအမျိုးမျိုးနဲ့ထော့ကျိုးချီနဲ့တွေတာများတာပဲတချို့ယောက်ျားကြီးတွေရဲ့ကြောပြင်မှာပခုံးလက်ပြင်တွေမှာမီးလောင်ထန်ရာတွေလိုနီရဲရဲအကွက်လိုက်ရေခုံကွာကအသားနီလန်ထန်ရာကြီးတွေနဲ့မိုးရေမှန်တာမျိုးသူမျိုးသားတွေကတော့အံ့ဩစုတ်သက်ယုံပေမဲ့ယုံကြည်လက်ခံနိုင်မှုအတော်ခက်ခဲနေကြတယ် မိုးရီထီမန်ကအသားကိုအက်စစ်လိုလောင်စားတတ်ကြောင်းကို အရင်ကဘယ်သူမှမကြုံမကြားစဘူးလေမြို့အုပ်ချုပ်ရေးပိုင်းကကယ်ဆယ်ရေးလုပ်ငန်းတွေကိုအခုထိထိထိရောက်ရောက်မလှုပ်ရှားမစီမံကြသေးဘူးထင်တယ်ထုံးစံတိုင်းပေါ့သူတို့အထက်ကညွန်ကြားချက်ကိုစောင့်နေတာဖြစ်မှာပေါ့စောင့်နေကြပါမင်းညက်နေကလေးကဖြစ်ခဲ့တဲ့မုံတိုင်းဟာအခုနေ့အခါလဲပြီးမုံတိုင်းကြောင့်မသေးပဲကြံရစ်တဲ့သူတွေကလည်းကူသူကဲသူမဲ့ပြီးသူတို့ကိုမစောင့်နိုင်မဲတေကုံလောက်ပါပြီး အဲ့ဒီအချိန်ကငါတို့ဝင်းကျင်မှာတယ်လီဖုန်းတွေမတွင်ကျဲလာသေးဘူးဆယ်လူလာဖုန်းတစ်လုံးကိုတိမ်မောင်းရာချီပေးဝယ်ခဲ့ရတယ်လို့ပုံမြင်တဲ့ဖွယ်ဆိုကြတာကြားဘူးပါရဲ့တလောကလုံးနဲ့အဆက်အသွယ်ပြတ်တောက်ပြီးကိုနေရကွက်ကွက်ကလေးပဲကဘာပြတ်နေတယ်လို့ထင်မိတော့တာမြို့ကန်လူတွေဟာလည်းကန်းကက်လာသည်မဆက်လီတွေစီလှမ်းမျောငေးလို့ရဲ့ကုန်းပေါ်တက်လာကြတဲ့လူအုပ်ထဲမှာ ကို့အတိအကျွမ်းအဆွေမျိုးတွေကို မောတကောရှာဖွေကြတယ်မတွေ့သေးတဲ့သူတွေကိုသတိတရသတင်းစုံစမ်းကြတယ်တယောက်နဲ့တယောက်ဖတ်တွေက တိုင်တဲတာညီးကြတယ်အော်ဟစ်ငိုယူနေကြပြန်တယ်အငွေတထောင်ထောင်ထနေတဲ့မိုးပြဲတဲကြီးတွေထဲမှာစံပြုတ်တွေထဲပြုတ်နေကြတယ်ပကံအခက်ခဲကြောင့်ကျွတ်ကျွတ်အိတ်နဲ့ထဲ့ဝေကြတော့မုံတိုင်းပေးရှောင်သူတို့ခင်ဗျာအဲ့ရဲ့အောက်ထောင်ကနေကြိုက်ဖောက်ပြီးစုပ်ယူတောက်မြူကြရတယ် ။ကြာစံကျော်ဝေကြတော့လဲကျွတ်ကျွတ်ဟိတ်ထဲလက်နိုင်ပြီးလက်နဲ့ဆုပ်ယူစားကြရတာပဲ။သူတို့ကဘယ်ကိုပို့ကြမလဲ။ဘယ်ပို့ရမှာလဲအရေးပေါ်ကဲစဲရေးစခန်းမှာအဆင်သင့်မရှိတာ။စုတောင်းပြေဖျားရင်းမြင့်တော်ပေါ်ကိုပဲပို့ပေးလိုက်မယ်လေ။အဲ့ဒီမှာပဲလက်တလောစုရထားပေးနေတာပဲ။အများစုကတော့ခနော်ခနဲ့ကြားကပဲဖျားရင်မြင့်စီ ခြေလျင်တရင်တိုက်လို့လျှောက်သွားကြတာပဲ။နာဖျားမကျန်းသူနဲ့တက်ကြီးရွယ်ဦးတွေကိုတော့လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ မြို့ကန်တချို့ရဲ့ကားတွေစီစဉ်ပေးကြတယ်။နေကျေးရွာတွေအနက်မြစ်ကူးချောင်းချားခီးကိုလည်းလိုင်းပြေးဆွဲနေကြဆက်လီတွေနဲ့တခြားပုတ်ကလေးကဆက်လီတွေပဲကူတဲ့ခောက်ပြန်လွန်းထိုးပြေးလွှားကြရတာပဲသူတို့တွေပဲချောင်းကျိုမြောင်းချားမကြံရေဘေးတင့်သူတွေကိုရှာဖွေကမြို့ပေါ်စုရက်စီတင်ဆောင်ခေါ်ယူပေးခဲ့ကြတာ ဆုတောင်းပြေဖျားကြီးရဲ့ရေမြင့်တော်ပေါ်မှာလဲလူတွေကြက်ညက်ရှံကြနေပြီနောက်ထပ်ရောက်လာတဲ့လူတွေအတွက် တာပလင်စတွေရှာဖွေပြီးအဖီမိုးလေးတွေဆွဲပေးထားတယ်တချို့မိုးရွာလင်းအဆိုးနေပူလင်းပြန်ချကံကောင်းသူတချို့တော့မိသားစု3-4ယောက်ကြံကောင်းကြံကြသေးတယ်အထီးကျန်ယောက်ျားတွေကတော့အရက်ကလေးတထွေထွေရှေ့ကျောင်းနောက်ကျောင်းလဲပြန်မတွေ့ရကြတော့ပါဘူးဆံမြုပ်ဝေတော့လဲလေလွင့်တိရစ္ဆာန်တွေလိုသွားတန်းစီလိုက်ကြ ာရဲပြေးရင်တညိုးခွေခွေနဲ့သူ့အတွေ့အကြုံကို့အတွေ့အကြုံပြန်ပြောလိုက်ကြရေမျောလေလွင့်သေလွန်ပျောက်ရှသူတွေကိုတန်းတက်ငိုလိုက်ကြမိုးနဲ့လေပြင်းကအားမရနိုင်သေးပုံနဲ့တဲတဲမဲမဲကျဲပက်လာပြန်လင်ရေဆိုဆက်လက်တွေကြားကလိပ်ပြာလန့်နေကြပြန်တာစည်းရွက်လောက်ညှိုးငယ်လာတဲ့မျက်နာတွေဟာခိုကိုရမဲ့ကြီးကန်းတောက်မောက်ပြက်ကျနေကြပြန်ရောမကြုံကျင်တော့ဘူးဒီလေဒီမိုးမျိုး နောက်ထပ်မကြုံဆုံပြရစေနဲ့တော့ဖျားကြီးရဲ့မျက်နှာတော်စီဖူးမော်ဖူးကလက်အုပ်တချီချီနေကြသူတွေလည်းမရှာညညတွေဆိုအထိတ်တလန့်အော်ဟစ်ငိုကြွေးတဲ့တွေဟိုနာဒီနာထွက်ပေါ်လာတတ်တာကြောင့်ခဏခဏလန့်လို့ရတာလဲအေးပြက်ကြရတယ်အဖေကြီးရေရှင်ကဘယ်ရောက်နေလဲအကြီးမလေးကိုမြဲမြဲခြိထားပါရှင့်အမလေးငါသားလေးရေထဲမျောသွားပြီလောက်ကြပါအောင်ကဲကြပါအောင်တားတဲ့အမေတွေဟာ 6အိမ်မက်မှာတားပြောက်လင်းပြောက်လို့အယူတစ်ပိုင်းတငိုညင်းညူရင်အိမ်မက်ကနိုးလာကြပြန်လင် အဖေအိုအမေအိုပျောက်ရှရသူသားသမီးတွေလည်းညလေတကောင်မှာတအီအီတံပြိုင်ရှိုက်နေကြပြန်ပေါ့အထီးတဲ့ကြံရင်ရှာသူယောက်ျားကြီးတွေလည်းတက်ပြင်းရှေကြီးတွေဟင်းကနေချလို့အတန်တိတ်ငိုကြွေးနေကြပြန်ရောရင်းမြင်တော်နဲ့မျက်နှာချင်းဆိုင်မှာအသားထူးဆံပြုတ်မိုးပြဲတဲ့ကြီးတွေကတော့နေမီညမီကိုဆက်နေတော့တာပဲ။ အသားမရနိုင်တဲ့ကာလဆိုတော့အသားထုနဲ့လည်းဗိုက်ပြေအောင်တော့လွေးကြရတာပဲစားလောင်လာရင်ချိန်မြွေးသွားတန်းစီုံမယ်ခတ်တာကတော့ပကံခွက်ရောက်မရှိကြဘူးကြွကြွိတ်တွေနဲ့ဝေပေးကြတယ်ဇွန်းလဲရှာဖွေမရတော့အဲ့ရဲ့ထောင်းကိုကိုက်ဖောက်ပြီးစုပ်ယူတောက်မြူကြရတာပဲသုံးမိသားကြွကြွိတ်တွေကိုလွှတ်မပြစ်ပဲပြန်လာပေးကြပါခမညာကြွကြွိတ်တွေမြို့ပေါ်မှာဝယ်မရတော့အောင်ပြက်လက်ကုန်ပြီကြွကြွိတ်မှမဟုတ်ပါဘူးဈေးဆိုင်တွေမှာဘာပဲမေးမေး ဝယ်မရနိုင်တာများတာပါပဲအမှန်တကယ်ကုန်ပစ္စည်းပြက်လက်သွားတာလည်းဟုတ်တယ်ပြေးဆွဲနေကြသင်္ဘောခီးစင်တွေကိုလည်းခိတရရနာထားရတာဆိုတော့အထူးသဖြင့်စားတောက်ကုန်တွေပြက်လက်ကုန်ကြတယ်တရုတ်ဆိုင်ကြီးတွေအများစုက လက်ကြံနေပါတဲ့ကုန်ပစ္စည်းကိုကုန်မီလို့ပဲမျက်နှာလွဲကပြောကြတာပဲဆိုင်တကားတောင်အပြည့်မဖွင့်ကြတော့ဘူးတံပါကြတကားအပြင်ဘက်ကနေချောင်းကတောင်းတောင်းပန်ပန်ဝဲနိုင်ပါမှမတန်မြာဈေးကြီးပေးပြီးဝယ်ကြရတာပဲ ။လမ်းမေးဈေးဆိုင်တွေလည်းကိုင်ရတဲ့ကအစဈေးတင်ရောင်းကြတာပဲ။ခောက်ဆွဲ6ထုပ်အစစစ်လိတ်ကိုင်ရအစုံ ရုတ်တရက်ဈေးတွေမြင့်မြောက်သွားတာပဲ။ဆောက်လုပ်ရေးပစ္စည်းတွေဖြစ်တဲ့သွတ်တန်တွေလည်းဈေးနှုန်းတွေက မိုးထီတော့မယ်တဲ့။ထူးထူးခြားခြားရွှေဈေးတော့မတက်ဘူးတဲ့။ရွှေဆိုင်တွေမှာလူတွေပြားပန်းခတ်နေကြပြန်နဲ့။ကံအားလျော်စွာကိုဘော်တင်ကြံရစ်ခဲ့တဲ့ရွှေတူမေနလေးတွေကို ထုခွဲကြပြန်ရောင်းကြတာပါတဲ့ တချို့လည်းပြေးရင်လွှာရင်ကောက်ရခဲ့တဲ့ပစ္စည်းအတူအစတွေကိုပြန်ရောက်လာကြတတ်တယ်တဲ့တချို့လောဘသားတွေကြတော့မြစ်ကူးချောင်းချားအထိတကူးတကန့်သွားပြီးအလောင်းကောင်တွေကိုတကူးတကန့်မမောမပန်းရှာဖွေကြလူသေးကောင်တွေရဲ့ကိုယ်ပေါ်ကအနီးအနားကလက်ဝက်လက်စားရွှေငွေတွေကိုချွတ်ယူဖြုတ်ယူရင်ကြီးနာချိန်မှာငွေရှာကောင်းနေကြပြန်တာတဲ့မြို့ပေါ်ကရွှေဆိုင်တွေကတော့အိမ်နေရင်းကုန်မပင်မပန်းခေါင်းပုံဖြတ်နေုံပါပဲတဲ့ ဒုက္ခသည်တွေကြားမှာဝင်ရောပြီးတီးတူးမေးမြန်းဆက်ဆူကြတဲ့ရွှေမုတ်ဆိုးတွေလည်းတိုးတိုးတိတ်တိတ်ရှိနေတယ်ဆိုမှငါ့ကိုယ်ပေါ်ကငကက်ကလေးမရှိတော့တာသတိပြုမိတော့တယ်။ရွှေမုတ်ဆိုးတွေဟာဒုက္ခသည်တွေစီကရွှေတိုမယ်နဲ့အကျဉ်းကြံတွေကို တမူးသားရရတမတ်သားရရဈေးနှိမ်ဝယ်ယူကြတဲ့အချောင်သမားတွေပေါ့။ဖျားဝင်းကျင်မှာ လူကြီးလူငယ်တစုကတော့အဝတ်အစားစေးဝါးတွေပြေးလွှာစုဆောင်နေကြပြန်တယ်။ ခုပုံတိုင်းဆိုရင်နေရာနဲ့လူမဆန်တော့ဘူးအဲ့ဒါထက်ဝမ်းပြက်ဝမ်းလျှောဖြစ်မှာစိတ်ပူရတယ်တယောက်စားဖြစ်ရင်တောက်လျှောက်80အမြင့်တန်းတော့မှာနေ့ရက်3ရက်ရှိလာချိန်အထိမုံတိုင်းရှောင်းလူအများပြားဟာတဖွဲဖွဲဝင်လာမဆဲရှိနေတုံးလေမျိုးအုပ်ချုပ်ရေးပိုင်းကလည်းတစုံတရာလှုပ်ရှားမလာကြသေးဘူးဗျဆန်လိုအဲ့ရင်တော့လာယူဖို့တက်ဆိုင်ရာကအကြောင်းကြားလာပြီးညင်းညူရင်းကနေလူတွေကိုဖုံးတော်ကြီးအကြောင်းတွေစီအတုတ်လိုက်ခွဲပို့လိုက်ကြတယ်လေးထက်အကြောင်းစာတင်တိုက် တရက်တော်ကျောင်းစာတင်တိုက်ကိုနဝင်းကျောင်းစာတင်တိုက်မင်းကျောင်းစာတင်တိုက်ဘောဒီကျောင်းစီပင်တရားကျောင်းအာတော့ကရာမကျောင်းဝိသုဒ္ဓရုံကျောင်းတချို့လဲအထကတကျောင်းဝင်းထဲကို ရောက်သွားကြတယ်မြို့နဲ့အခြားဘုံကြီးကျောင်းအသီးသီးမှာလဲကိုကိုွယ်သူဒကာဒကာမတွေရဲ့ရွာတွေကတဖွဲဖွဲ ခိုကက်ရောက်လာနေကြပြန်တာပဲတဲ့မြမပြည်နှံ့ကအစားအစာဝိအထယ်နဲ့စေဝါလူရှင်တွေလည်းရောက်လာစပြုပြီးတဲ့ NGO ဖွဲ့တွေလည်းတဖွဲ့ဖွဲ့ဝင်ရောက်လာကြပြီးမြို့ကလေးကအရက်ဘီယာနဲ့တွဲရောက်တဲ့စားတောက်ဆိုင်တိုင်းမှာလည်းရွှေ့ပြောင်းရောက်ရှိလာတဲ့ NGO ဝန်ထမ်းတွေနဲ့ခြေချင်းလိန်ကတိုးမပေါက်တော့ဘူးတဲ့ မောင်လေးရဲ့အရက်လောက်နေပါမွေးပွားဝဲဝင် ရုပ်ကြီးပိုက်ပြီးငါတို့နှစ်ယောက်ကတော့ခြေဦးတဲ့ရာ ရှောက်သွားနေခဲ့တာပဲအစားအသောက်ဝေရနဲ့ကြုံရင်ဝင်မီးတန်းစီလိုက်တယ်ဘိုက်ပြေးတလောက်စားပြီးရင်ပူရာရှန်နာတွေ့ရသူကိုပေးပြစ်လိုက်တာပဲဘိုက်စားနေချိန်စားစရာမရှိတော့ရင်လည်းမပူပါဘူးစံပြုတ်ဝေတဲ့နေရာတွေကိုမှတ်ထားတယ်အရုပ်ကြီးကအလူရှင် တဖွဲ့စီကရလိုက်တာငါတို့စီလှမ်းပေးတဲ့အဝတ်အထည်တွေစားစရာတွေကိုနှစ်ယောက်သားဂျိုင်းတူကောင်းခါညင်းပြစ်လိုက်တော့သူတို့အံ့ဩနေကြတာ အရုပ်ကြီးတွေမပါဘူးလားအလူရှင်မလှလှတယောက်ကငါတို့အနာတိုလှမ်းမေးစမ်းပြီးမောင်လေးပြောက်သွားတဲ့အကြောင်းသိတော့မျက်ရည်တွေဝဲလို့ဒီနားကနေဘဲမှမသွားနဲ့အောင်အမအရုပ်သွားယူပေးမယ်စိုးဆိုင်တစ်ခုကနေအမဝယ်လာပေးတဲ့မွှေးပွားအရုပ်ကြီးကတစ်ဖက်လောက်ကြီးဆိုတော့ငါတို့တိတ်ပြော်တာပဲသဘောကောင်းတဲ့အမကခေါင်းလှလှလေးပေးပြီးချက်ချင်းလဲဝစ်ခိုင်းနေပြန်တယ်နောက်တစ်ခေါက်အမတို့ဖွဲ့ပြန်လာအောင်မယ်လေဒီစကမ်းမှာပဲနေနော်ဘဲမှရွှေ့မသွားနဲ့အောင် ပြီးစလွယ်ခေါင်းငိတ်ပြခဲ့ပေမဲ့ငါတို့တနေရာထဲမှာမနေနိုင်ဘူးအမေကိုလည်းတွေ့လိမ့်နိုးနိုးလိုက်ရှာခြင်းသေးတယ်ပြီးမောင်လေးနဲ့လည်းပြန်ဆုံနိုင်အောင်မလားလို့မျှော်လင့်မိတယ်ဒါပေမဲ့ဟိုအမနဲ့ဆုံခဲ့တဲ့ဆုတောင်းပြေဖျားရှိကိုတော့ခဏခဏပြန်သွားဖြစ်သေးတယ်ဒါပေမဲ့ဖျားရင်မြင်တော်ဘော်ကဒုက္ခတွေတွေအလုံးကိုတခြားစကန်းစီတက်ဆိုင်ရာက ရွှေ့ပြောင်းပေးလိုက်ကြပြီတဲ့တချို့က3မိုင်စကန်းမှာတချို့ကတော့15မိုင်ကစကန်းတွေစီ ပြောင်းရွှေ့သွားကြရပြီ ငါတို့အနေများတဲ့လေးထက်ချောင်းပုံတော်ကြီးចောင်းစီအလှရှင်တွေရောက်လာတဲ့အတိုင်းဟိုမများပါလာမလားလို့ငါတို့ရှာပါသေးတယ်။တရင်စကားတစုံတစားအရမြို့အဝင်ဝါအထိရောက်လာပြီးမှမြို့ထဲကိုအဝင်မခံလို့နောက်လှည့်ပြန်ရတဲ့အလှရှင်တွေထဲမှာအမတို့တငယ်ချင်းအုပ်စုတွေပါသွားခဲ့လေသလားတွေးမိတော့တယ်။ငါတို့စီရောက်လာကြတဲ့အလှရှင်များစုကစခန်းတွေစီကိုယ်တိုင်ရောက်လာပြီးအလှပစ္စည်းတွေကိုစစ်ရေဘေးရှောင်သူတွေစီလက်ထိလက်ရောက်လှူပေးခြင်းကြတယ်။ ဒါပေမဲ့မြို့ကိုအုပ်ချုပ်သူတွေကသူတို့ကိုသာအလှူပစ္စည်းအလုံးကိုဝက်ကွက်လက်ရောက်ပေးအပ်စေခြင်းကြတာသူတို့ကမှတဆင့်ဒုက္ခသည်တွေစီစနစ်တကျခွဲဝေပြီးလှူဒန်းပေးမယ်လို့ဆိုကြတော့နေကျွရတွေမှာကြံရက်တဲ့လူတွေစီအထိမြစ်ကူးချောင်းချားဆင်းကလူတန်းချင်ကြတဲ့အလူရှင်တွေနဲ့သဘောထားကွဲလွဲကြတယ်။ခမရတို့စီကတဆင့်လူရင်ချိန်ကြမှာပေါ့ပြီးတော့ဒုက္ခသည်တွေစီအပြည့်ဝဘဲရောက်မလဲ။ဟာမြုံရင် မလူခဲ့နဲ့ဗောဗျ။ ခင်ဗျားတို့ပြည့်စီခင်ဗျားတို့ယူပြီးပြန်ကြပြန်ဆိုလဲပြန်ယုံပဲပေါ့ဗျာဒီမျိုးမှမလူရရင်တခြားမျိုးတနေရာသွားလူယုံပဲရှိတယ်စိတ်ပြက်ဒေါသနဲ့လာလန်းအတိုင်းနောက်ပြန်လှဲကြရတဲ့အလူကားတန်းကြီးတွေများလွန်းလာပြီလို့ဆိုကြတယ်သူတို့လည်းထီထီရောက်ရောက်ကင်တွယ်ကူညီနိုင်တာမရှိဘူးကမ္ဘာအရရတခြားနိုင်ငံတွေကကူညီပြရစီဆိုတော့လည်းလက်မခံခဲ့ဘူးနေကျွရတွေကလူတွေဟာမုံတန်းကြောင့်တိတ်ဆုံးရတာထက်ရေမျောကန်းတင်ဘွားမှာကဲသူ ။ဦးကဲသူမတွေ့အစာရေစာပြက်လက်ပြီးတေကြကြေကြရတာစားတူလောက်ဖြစ်မယ်ထင်တယ်။ပြည်သူချင်းချင်းအခုလိုလာကူညီနေရတာစိတ်အနှောက်ယှက်ပေးနေတာကြည့်လေ။တင်းချီရှိနေတဲ့လူသေးပြောက်စရင်ဟာရုံမြင့်တန်ကြားနဲ့ရေဒီယိုသတင်းတစ်ခုမှထောင်ကနန်းမြတာဖော်ပြကြညာခဲ့တယ်လို့လည်းပြောကြတယ်။မခံကြည့်မခံသာအန်ကျိတ်ယုံထက်လဲမတက်နိုင်ဘူးလို့ဆိုကြတယ်။အမှန်တော့ငါတို့လည်းပြင်းမှန်းလွန်းလာပြီး လူစုလူဝေးရှိရာနေရာတကာရှောက်သွားပြီးမောင်လေးကို တွေ့ရလို့အမေနဲ့ပြန်ဆုံလို့တငင်းငင်းနေရာကငါဝမ်းနဲ့ရှိုက်ညိုခဲရတဲ့အကျိန်ပေါင်းလဲမနေတော့ဘူးလေဒီလောက်များပြားလာတဲ့မုံတိုင်းတဲ့လူတွေကြားမှာငါအတိငါဆွေမျိုးတယောက်တလေတောင်ရှိမနေကြဘူးလားဒါပေမဲ့ငါကံကောင်းခဲ့တယ်ဝိသုဒ္ဓရုံကျောင်းဝင်းနဲ့ဒုက္ခတဲ့စခန်းမှာရောင်းလဲလဲဟိုဒီငေးနေတော့ဟဲ့နင်း ခနဆူပင်ချောင်းရွာကမဟုတ်လားမမတီသမီးလားတိုက်တိုက်ဆိုင်ဆိုင်ငါတို့ရွာကလူတချို့နဲ့ပြန်ဆောင်ရတယ်နင်းဘသူနဲ့ပါလာတာလဲဘမနေရလဲတောင်တခွန်မြောက်တခွန်ငါစကားတွေမှာငါဟာတကောင်ကျွတ်လေးနေရလွင့်ပါတော့မဲ့အမိုက်အမဲလေးဖြစ်သူတို့နားလေကအနာခေါ်ထားပြီးစောက်ရှောက်ပေးကြတယ်နောက်တည့်ရက်နှစ်ရက်နေတော့မမမော်ငါကိုလာခေါ်တယ် ဆောက်လေးကိုဒီမှာပဲခိတခဏရက်နာလိုက်ပြရစီနော်။နောက်ဆက်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ကျမ်းမာပေးခင်ကြပါစေ။